73စီစေးအလုံးပြန်လည်မြင့်တက်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုတပတ်အတွက်73စီရှင်ညွန်စီအားလုံးပြန်လည်မြင့်တက်လာထေလို့73စီတင်သွင်းတူလောင်ဖြန်ပြိုးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ဒီကနေ့ထုတ်ပြန်တဲ့စည်ရင်းထွေရာသိရောင်းပါထေ ြည်တွင်း73စီစေနှုံးဟာပြီးခဲ့တဲ့၄ဘက်ကအမျိုးအစားအလိုက်တလီသားကို740ခါနေ350ချက်အထွင်းချစင်းခဲ့ပေမဲ့အခုတပတ်မှာထို35ချက်ကနေ60ချက်အထွင်းပြန်လည်မြင့်တက်လာပါတယ်။ပြည်ပကနေ73စီတွေဝယ်ယူတင်သွင်းရှာမှအများပြည်သူထံတက်တာတဲ့စေနှုံးနဲ့ပြန်ပြူးနိုင်ဖို့နိုင်ငံတော်ကနေရခိုင်နှုံးတစ်ခုစိုက်ထုတ်ချခံပေးနေတယ်လို့စွန့်ယူဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ ဒါကြောင့်မြန်မာနိုင်ငံမှာရောင်းချနေတဲ့73စီစိန်းနှုန်းတွေကဒေတာတွင်အာဆီယံနိုင်ငံတွေနဲ့နှိုင်းယှဉ်ရှင်အထိုက်အလျောက်တက်တာမှုရှိတာကိုတွေ့မြင်နိုင်တယ်လို့ဆိုပါတယ်။ အခုတပတ်အတွက်73စီရှင်ညုံစေးတွေကတော့92တတိတာကို2905ချက်95တတိတာကို2800ချက်ဒီဆယ်စီတတိတာကို2455ချက် ပရီမီယံဒီဆယ်စီတတိတာကို2990ချက်အထိဈေးနှုန်းအသီးသီးရှိနေတယ်လို့သိရပါတယ်ရှင်။